မြန်မာမှာထင်ကြတဲ့ရှမ်းပြည်နယ်တောင်ပိုင်းမြို့တော်တောင်ကြီးမြို့ကတစောင်းလန်ရိုးရမီးဝုံးပြန်ပွဲတော်ကိုဒီနှစ်2025မှာလည်းအရင်နှစ်တွေကအတိုင်းပြုလုပ်မယ်လို့တည်င်းရရှိပါတယ်။နိုင်ငံအနှံ့တိုက်ပွဲတွေနဲ့စစ်ကော်မရှင်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်အရက်တာတိုက်ဆုံမှုတွေရှိနေချိန်တောင်ကြီးမြို့အမွေရမီးဝုံးပြန်ပွဲမှာအောက်တိုဘာ29ရက်နေ့ကနေနိုဝင်ဘာ9ရက်နေ့ထိတစောင်းလန်ပွဲ ပြုလုပ်ဖို့စစ်ကော်မရှင်ဘက်ကထုတ်ပြန်ထားပြီဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီပွဲကိုလည်းပတ်ဖို့အတွက်ဒေတာဆောင်ကလူထုဟာတောင်ကြီးမြို့မှာရှိတဲ့ဟိုတယ်နဲ့ဘုန်းကြီးကျောင်းတွေမှာတဲခိုးလေးရှိကြတာပါဒီနှစ်တစောင်းတိုင်းပွဲတော့အတွက်ဟိုတယ်နဲ့ဘုန်းကြီးကျောင်းတွေမှာတဲခိုးဖို့ကြိုတင်စည်ရင်းပေးထားသူတွေနဲ့ပြည့်နှက်နေပြီလို့တောင်ကြီးမြို့ခန့်မြို့သမီးတဦးကပြောပါတယ်ဟုတ်တယ်လေမင်းမင်းပြောပါဒီတော့ဘုရားကပြန်ပြန်ခေါ်တဲ့အခင်းပြီးနေလို့ဘုရားကလည်းဘာမှမရတော့ဖုန်းချောင်းလေးဖုန်းတဲ့လေးလေး မဆက်ကိုရဲ့နေဒီပွဲစားမယ်ဟောပြောရဟိခုချိန်နီးမိုးစိုးလာတယ်နေမိုးကောင်းရှိပြီစင်ရတမိုးရီမင်းကြီးစိုးပိုက်နေမိုးလာပြီလက်ရှိတောင်ကြီးမြို့မှာတခြားမြို့တွေကထက် မှုခေမပေါ်များပေမဲ့တောင်ကြီးသဆောင်တိုင်းပွဲနီးကပ်လာနေချင်းဆိုင်ငယ်ခုံးမှုတွေအပါအဝင်ခုံးမှုတွေပေါ်များနေပြီးကားနဲ့တိုက်မိတဲ့အလောင်းကိုတာဝန်မယူပဲမြို့လေကောင်ရက်ွက်ဖြစ်တဲ့မြို့မရက်ွက်ထဲစွန့်ပစ်မှုလဲတီးခဲ့တဲ့အောက်တိုဘာ16ရက်နေ့ညပိုင်းကဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်တောင်ကြီးမြို့ခံတအူးကတော့သဆောင်တိုင်းပွဲနီးကပ်လာတိုင်းတောင်ကြီးမြို့မှာခိုးဆိုးလူနိုင်မှုတွေပုံမပေါ်များလာလေးရှိတဲ့အတွက် ဂယုဒဆိုင်နေထိုင်ရတော့မယ့်အကြောင်းအခုလိုပြောပါတယ်။ဟိုအပေါင်းကြီးမလေးတတိထိုင်ရပြီ။ပြင်မလား။ခိုးဆိုးလူလွယ်အဲတဆောင်နေဝဲနီလာပြီဆိုတော့နေအဲ့ဒီတက်လာပြီးတော့အုပ်စုလေးတွေခပန်းလေးတွေပြင်မလား။အဲ့တခိုးတွေอืมအဲ့မျိုးတွေอืมအဲ့မျိုးဝစီမပြောနေဟိုတနေ့ရတော့မှလိုင်းမမတက်လာလीမျိုးဝစီမထောက်အဲ့ဒါပြင်မှာပါလေ။ခောက်ဆွဲဆိုင်တီး အဲဘေးဟာလေရေတောက်ရှင်လို့ရေတခါလောက်တောင်းတောက်ပြီးတော့အေးပိုင်ရှင်ရေတခါနေရဲ့အချိန်မှာအဲရှင်ကောင်းတာနော်ပစိုင်နေပြီးတော့ထွက်ပြေးသွားအဲပိုင်ရှင်အနောက်နေအမြက်လိုက်တယ်အေးလိုက်တိလိုက်တိလိုက်တော့၃ရောက်တဲ့အင်းလမ်းထိတ်မှာအင်းအဲအုပ်စုနဲ့နော်ပြီးသွားတယ်အဲ့ စအနာချင်းတွေကမြန်မာပြည်ကြီးအချမ်းနေတဲ့ပုံစံဖန်တီးချင်းလို့အခုလိုပွဲလန်းတပင်တွေအတင်းအကျပ်လောက်ခိုင်းနေတာလို့လဲနောက်ထပ်တောင်ကြီးမြို့ခန့်တအူးကမတ်ချက်ပေးပါတယ်အဆောင်တင်ပွဲရတယ်။ရှမ်းပြည်မှာလည်းအရှမ်းပြည်ရွှေညင်ကြတယ်ဆိုပြီးတော့လုပ်ခိုင်းတယ်။ရှမ်းပြည်ကြီးပွဲလန်းတပင်ကြီးကျင်းပနေတော့ချဲလို့လို့ဆူရက်ပဲပါရှင်။အဲ့လိုလုပ်ခိုင်းတာကဘာဘီရှမ်းပြည်ရှမ်းပြည်ရအရှမ်းနဲ့ပွဲလန်းတပင်နဲ့ဒီမို့ ဒါအပြင်တောင်ကြီးသဆောင်နိုင်ပွဲတော်အတွင်းအရင်နှစ်တွေကထက်အရက်ဘီယာနဲ့မူးယစ်စီရောင်းချမှုတွေပေါများလာပြီးအရက်ဘီယာဆိုင်ကလပ်နဲ့ဘားတွေလည်းဖွင့်လှစ်မှုပေါများလာနေတယ်လို့ဒီနှစ်မှာလည်းအဲ့ဒီဆိုင်တွေဖွင့်လှစ်ဖို့ပြင်ဆင်နေတာကို တွေ့မြင်ရတယ်လို့မြို့ခံတွေကပြောပါတယ်။တောင်ကြီးသဆောင်နိုင်ကဟိုအရင်ကလိုလဲပတ်လို့မကောင်းတော့ဘူး။အရက်ဘီယာမူးယစ်စီအစုံပဲ။အာနာတိန်ကြီးနောက်ပိုင်းပို့လို့တောင်ဆိုလာသေးတယ်။ အဲ့ဒါကြောင့်ကျမတို့တော့မလဲဖြစ်တာတော့ကြပြီလို့တောင်ကြီးမြို့မှာမွေးဖွားပြီးအခုထိနေထိုင်နေသူအသက်36နှစ်အရွယ်ရှိအမျိုးသမီးတဦးကပြောပါဗယ်။တောင်ကြီးသဆောင်နိုင်ပွဲတော်ကို1942ခုနှစ်ကစတင်ကျင်းပခဲ့ပေမယ့်မိဘုံပြန်ပွဲတော်နဲ့ပြိုင်ပွဲတွေကိုတော့1950ပြည့်နှစ်ကနေစတင်ထည့်သွင်းကျင်းပခဲ့တာဖြစ်ပါတယ်။မီးပေါင်းပြန်ပွဲတော်မှာနှစ်မီနဲ့ညမီဆိုကနှမျိုးခွဲပြိုင်ပွဲကျင်းပတာဖြစ်ပါတယ်။ နေ့ပိုင်းမှာအလားလုံးမီပုံပြန်တွေအနေနဲ့အထူးသဖြင့်ဖန်တီးထားတဲ့တရိတ်ဆန်ရုပ်ပုံတွေကိုလွတ်တင်လေးရှိပြီးလူစိတ်ဝင်စားမှုနှဲပါတယ်လို့သိရပါဗျ။ညလုံးမီပုံပြန်မှာတော့ညမီကြီးစိတ်နှစ်ပန်းဆိုကနှမျိုးရှိပြီးညမီကြီးမှာမီပုံပြန်အောက်မှာရန်ခွေတွေတက်စင်ပြီးမီပုံပြန်ပြန်တက်နေချိန်မီချူးမီပန်းတွေပြစ်လွတ်ကညမြင်ကွင်းကိုအလားဆင်ကြပါဗျ။ စိတ်နှပံကတော့မီးပုံးပြန်အပြင်ကိုထဲပေါ်နဲ့အောက်ဆွဲတို့မှာမီးပုံးအရာမျိုးစုံနဲ့ရုပ်ပုံဒါမှမဟုတ်စာလုံးတွေနဲ့ပုံဖော်ကလွတ်တင်ကြတဲ့မီးပုံးပြန်အမျိုးအစားဖြစ်ပါတယ်။ညလုံးမီးပုံးတွေကလူစိတ်ဝင်စားမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်ရှင်။